င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လေဂင်သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်မင်းအောင်မင်းကဒုတိယစစ်ကောင်းဆောင်ဇိုးဝင်းရဲ့အရက်ဖက်နဲ့စစ်ဘက်တာဝန်တချို့ကိုရှော့ချလိုက်တဲ့အပြင်ဇိုးဝင်းရဲ့ရုံငယ်နှစ်ခုကိုပါပြောင်းရွှေ့ခိုင်းလိုက်ပြီးတပတ်မှာမင်းအောင်ကညိုဆော့အောင်လင်းတွင်းနဲ့ရဲဝင်းဦးစိုးသူတို့ကိုဗိုလ်ချုပ်ကြီးယာတုတွေတုံ့ပြန်ပေးလိုက်ပြန်တယ်ဆိုပါတယ်တရုတ်နိုင်ငံကအကြံဖတ်စစ်ကောင်းစီကိုအမေရိကန်ဒေါ်လာ3ဘီလီယံထုတ်ချေးမယ်ဆိုတဲ့သတင်းတွေဟာမှန်ကန်မှုမရှိပဲ စစ်တပ် lobby တွေကဒေါ်လာတန်ဖိုးကြအောင်တမင်ရည်ရွယ်ပြီးသတင်းအမှားတွေဖြန့်နေတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့အကျန်းဖတ်မင်း online ကဒုတိယစစ်ကောင်းဆောင်စိုးဝင်းရဲ့ရပ်ဖက်နဲ့စစ်ဘက်တာဝန်တချို့ကို short ချလိုက်တဲ့အပြင်စိုးဝင်းရဲ့ရုံငန်းနှစ်ခုကိုပါပြောင်းရွှေ့ခိုင်းလိုက်ပြီးတစ်ဖက်မှာညိုစော့ online တွင်နဲ့ရဲဝင်းဦးစိုးသူတို့ကိုဗိုလ်ချုပ်ကြီးယာတုတွေတုံ့မြင့်ပေးလိုက်ပြန်တယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ် ်ဩဂုတ်15ရက်နေ့ကပဲအကြက်ဖက်မဲအောင်လိုင်းကတူလောက်ခန်ဒုတိယဗိုလ်ချုပ်ကြီးတုံးဦးဖြစ်တဲ့ညိုဆော့အောင်လင်းဒရင်းရဲ့ရဲဝန်ဦးဆိုသူတို့ကိုဗိုလ်ချုပ်ကြီးယာဒူတွေတုံးမြင့်ပေးပြီးတဲ့နောက်မဲအောင်လိုင်းကသူ့ရဲ့အရက်ဖက်နဲ့စစ်ဘက်တာဝန်တချို့ကိုပါအဲ့ဒီဗိုလ်ချုပ်ကြီးတုံးဦးစီလွှဲပြောင်းပေးလိုက်ပြန်တယ်ဆိုပါတယ်အဲ့နောက်မှာပဲအကြက်ဖက်မဲအောင်လိုင်းကဒုတိယစစ်ကောင်းဆောင်ဆိုးဝင်းရဲ့အရက်ဖက်နဲ့စစ်ဘက်တာဝန်တချို့ကိုလည်းအဲ့ဒီဗိုလ်ချုပ်ကြီးတုံးဦးစီကိုတာဝန်တွေလွှဲခိုင်းလိုက်ပြီး ဒုစစ်ကောင်းဆောင်စိုးဝင်းရဲ့နေပြည်တော်စစ်ရုံးကရုံးကနဲ့သမရအိမ်တော်မှာရှိတဲ့စစ်ကောင်စီဒုတိယဥက္ကဋ္ဌရုံးကကိုပါပြောင်းရွှေ့ခိုင်းလိုက်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။ဒါပြင်နေပြည်တော်စစ်ရုံးမှာရုံးတက်တဲ့အချိန်နဲ့အစည်းအဝေးလုပ်တဲ့အချိန်တွေမှာလေဒုတိယစစ်ကောင်းဆောင်စိုးဝင်းနဲ့စစ်ဗိုလ်ချုပ်တွေအားလုံးလာတဲ့အခါသူတို့ရဲ့ကိုရင်တော်တက်တွေကိုစစ်ယုံပြင်ပကတိကျအဆောင်တွေမှာပဲနေခိုင်းပြီးစစ်ယုံအတွင်းနဲ့ယုံတက်တဲ့အချိန်နဲ့အစည်းအဝေးတွေလုပ်တဲ့အချိန် လုံခြုံရေးကိုစစ်ကောင်းဆောင်မဲအွန်လိုင်းရဲ့ကိုရန်တော်တက်တွေကသာတာဝန်ယူထားတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့တရုတ်နိုင်ငံကအကြက်ဖက်စစ်ကောင်းစီကိုအမေရိကန်ဒေါ်လာ3ဘီလီယံထုတ်ချင်းမယ်ဆိုတဲ့သတင်းတွေဟာမှန်ကန်မှုမရှိပဲစစ်တပ်လော်ဘီတွေကဒေါ်လာတန်ဖိုးကြအောင်တမင်ရည်ရွယ်ပြီးသတင်းအမှားတွေဖြန့်နေတာဖြစ်တယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်နဲ့စီမံဘဏ္ဍာသတင်းရင်းမြစ်နှစ်ခုစလုံးကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဩဂုတ်လ14ရက်နေ့ကပဲ မြန်မာနိုင်ငံကိုလာသွားတဲ့တရုတ်နိုင်ငံသားဝင်ကြီးဝမ်ယီရဲ့ခီးစဉ်အတွင်းမြန်မာချက်ပတ်စကောင်စီကိုအမေရိကန်ဒေါ်လာ3ဘီလီယံတရုတ်ကထုတ်ချင်းမယ်ဆိုတဲ့သတင်းတွေဟာလုံးဝမှန်ကန်မှုမရှိသလိုငွေရေးချေးကိစ္စစီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စတွေကိုလည်းလုံးဝဆွေးနွေးခဲ့တာမျိုးမရှိဘူးလို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောထားပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးစစ်ကောင်စီလက်အောက်ခံစီမံဘဏ္ဍာဝင်ကြီးဌာနသတင်းရင်းမြစ်ကလည်းလက်တလောနိုင်ငံသားချင်းငွေရရှိတဲ့သတင်းတွေမကြားမိတဲ့အကြောင်းနဲ့ အရင်ကနိုင်ငံခြားချင်းငွေတွေရဖို့စစ်ကောင်စီကကြိုးပမ်းပေမဲ့လက်ရှိနိုင်ငံရေးအခြေအနေအရချင်းမဲ့သူမရှိကြဘူးလို့လည်းပြောထားပါတယ်။တစ်ဖက်ကအမျိုးသားညီညွတ်အစိုးရအယူကြီးကလည်းစစ်ကောင်စီကိုချင်းငါထားတဲ့နိုင်ငံခြားငွေတွေကိုပြည်သူကျွေးမီအဖြစ်အတိမတ်ပြုမှာမဟုတ်ပဲနောက်တစ်ချိန်မှာဖြစ်ပေါ်လာမဲ့ပြည်သူအစိုးရတွေကပေးဆက်ဖို့တာဝန်ရှိမှာမဟုတ်ဘူးလို့အတိအလင်းထုတ်ပြန်ကြေညာထားပါတယ်။စစ်တပ် lobby telegram channel တွေမှာတော့ တရုတ်နိုင်ငံကအမေရိကန်ဒေါ်လာပုံဘီလီယံထုတ်ချေးလိုက်တဲ့အတွက်အမေရိကန်ဒေါ်လာဈေးနှုန်းတွေထိုးချနေပြီဆိုတဲ့အကြောင်းတွေနဲ့နောက်ထပ်လဲထပ်မံကြဆင်းအောင်မယ်ဆိုပြီးမဟုတ်မမှန်သတင်းအမှားတွေကိုဝါရဖြန့်နာတွေတောင်းလျှောက်လုပ်နေပြန်တယ်လို့သိရပါတယ်ခင်ဗျဒီတခါရခိုင်ပြည်နယ်ဘက်မှာတော့မောင်တုံးမြို့တိုင်းတိုက်ပွဲအဖြစ်အရကတတော်အေအေကအကြံဖတ်စစ်ကောင်စီရဲ့တပ်စခန်းတွေကိုတောင်းလျှောက်သိမ်းပိုက်နေပြီမောင်တော့ဒေတာကန်ပြည်သူအယောက်နှစ်ပေါင်းနီးပါးကိုလည်းကဲတင်ထားနိုင်တယ်လို့ အရခတတော် AA ကတရားဝင်ထုတ်ပြန်ထားပါတယ်လက်ရှိမှာအရခတတော် AA ကမောင်တော်မျိုးကိုအပိသက်သိမ့်ပိုက်နိုင်မှုအတွက်အကြံပစစ်ကောင်စီရဲ့တက်စကန်တွေကိုတောက်လျှောက်သိမ့်ပိုက်လာနေပြီမျိုးတွင်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုပါလှုပ်ဆောင်နေပြီဆိုပါတယ်အဲဒီလိုမျိုးတွင်ထိုးစစ်ဆင်မှုတွေမလုပ်ခင်မှာလေအရခတတော် AA ကမျိုးထဲမှာရှိတဲ့ပြည်သူတွေကိုဘေးလွတ်ရာရှောင်တိမ်ပေးကြဖို့တတိပေးချက်ထုတ်ပြန်ခဲ့တယ်လို့တချို့ပြည်သူတွေကထုတ်ပြန်ချက်ကိုလိုက်နာခဲ့ပေမဲ့တချို့ပြည်သူတွေကတော့လိုက်နာမှုမရှိတာကိုလည်းတွေ့ရပြီး တဖက်မှာလည်းစစ်တပ်ကပြည်သူတွေကိုချိန်ချောက်ပြီးတော့လူသားတိုင်းပုံစံမျိုးလှုပ်ထားတဲ့ကြားကပဲအာရကတော် AA ကစစ်ကောင်စီတပ်စခန်းတွေကိုတင်ပတ်ရင်းနဲ့မောင်တော်မျိုးကံပြည်သူတွေကိုပါကဲ့ထုတ်ပေးတာတွေကိုတပြိုင်နက်တည်းလှုပ်ဆောင်ပေးနေတယ်လို့ AA ရဲ့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်လက်ရှိမှာတော့မောင်တော်မျိုးကို အပိသက်တင်ပတ်နိုင်မှုအာရကတော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်တယ်လို့တပကမြို့ကံပြည်သူအယောက်နှစ်ပေါင်းနှီးပါးကိုလည်းတပြိုင်နက်တည်းကဲ့တင်ပေးနိုင်ခဲ့ပြီဖြစ်တယ်လို့အာရကတော် AA ကတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျာ အခုတခါလင်းသာရီတိုင်းဘက်မှာတော့တဝဲမြို့နယ်မှာအချက်ဖက်စကောင်းစီဘက်ကနေဆက်ရေးရဝင်းကြီးလိုက်ပါလာတဲ့ကားနဲ့လမ်းပိုင်းလုံခြုံရေးစစ်သားတွေကိုတော်လှန်ရေးတပ်တွေကကြားပြတ်တိုက်ခိုက်မှုအတွေ့စေကောင်းစီတပ်သားရှေ့ဦးကတော့အသီးသီးသိမ်ကုန်ကြပြန်ပြီလို့ရေဖြူပြည်သူကာကွယ်ရေးတပ်ဖွဲ့ WP PDF ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။အော်ဂိုလာ15ရက်နေ့ကပဲတဝဲမြို့စင်စိတ်ရက်ကွက်ကရေးလမ်းပိုင်းမှာအချမ်းဖက်စကောင်းစီရဲ့နေဆက်ရေးရဝင်းကြီးလိုက်ပါလာတဲ့ကားနဲ့ လမ်းမိုင်းလုံခြုံရေးစစ်သားတွေကိုရေပြူမြို့နယ် PDF နဲ့ DNL တပ်ဖွဲ့တွေကစနိုက်ပါတွေပါအသုံးပြုပြီးကြပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းအကြံပတ်စစ်ကောင်စီတပ်သား၈ဦးကတော့အသီးသီးသိမ့်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားတယ်လို့ရေပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။တပ်ဖွဲ့မှာတော့လောင်လုံးမျိုးနဲ့ဖလန်းမျိုးနဲ့မှာအကြံပတ်စစ်ကောင်စီတပ်သားဇင်မျိုးအောင်ဆိုသူနဲ့ပြူစော်တီလှမျိုးဆိုသူတို့က လက်နဲ့ခဲရမ်းတဲ့အတုအလင်းဝင်ရောက်လာတယ်လို့တော်လိုင်းကြီးတက်တွေစီကနေသိရပါတယ်။ဒင်းသားကြီးတိုင်းလောင်းလုံးမြို့နယ်မှာဆိုရင်အချမ်းဖတ်စကောင်းစီတက်လက်အောက်ခံပြူစောတိလာမြို့ဆိုတဲ့သူဟာသူ့ရဲ့မိသားစုပါခေါ်လာပြီးလက်နဲ့ခဲရမ်းတွေနဲ့အတုຫນွေဦးပျောက်ကြားတက်ဖွဲ့စီမှာအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။အဲဒီလိုအလင်းဝင်လာတဲ့ပြူစောတိလာမြို့စီမှာ AK တနက်တက်လက်နဲ့ခဲရမ်းတွေပါပါလာတဲ့အတွက်သူတို့မိသားစုကို NOGF တက်ဖွဲ့ကနေငွေကျပ်45သိန်းချင်းပြေးခဲ့တယ်လို့လဲຫນွေဦးပျောက်ကြားတက်ဖွဲ့စီကနေသိရပါတယ်။ ဖက်မှာလဲချင်းပြည်နယ်ဖလန်းမြို့မှာအခြေစိုက်ထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ268တရင်ကတပ်သားဇင်မျိုးအောင်ဆိုတဲ့သူဟာလဲလက်နက်ခဲယမ်းတွေပါယူလာပြီး CNO CDF တပ်ဖွဲ့စီမှာအလင်းဝင်ရောက်လာတဲ့အတွက်ငွေကျပ်360ချင်းမြင့်ပေးခဲ့တယ်လို့လဲ CNO CDF တင်းနေပြန်ကြားရေးဌာနကနေထုတ်ပြန်ထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ